မြို့မီလေးတွေကလပါတယ်စွာတာကရမြို့လာရေနီတာဝတ်တိလိုအမည်တွင်ပါတယ်ရန်ကုန်မန္တလေးကားလမ်းပေါ်မှာတည်ရှိပါတယ်ရေတာရှည်မြို့နယ်ဇေယဝတီမြို့ကြားကြပါတယ်စင်စစ်မှာတော့အဲ့ဒီမြို့လေးတွေကမြို့လို့ဆိုပေမဲ့လည်းတောမကြမြို့မကြမြို့လေးတွေပင်ဖြစ်ပါတယ်နေ့စဉ်ဈေးလည်းမရှိပါဘူး၅ရက်တစ်ဈေးသာရှိပါတယ်ရုပ်ရှင်ဆိုရင်လည်းညဘွဲတစ်ဘွဲသာပြပါတယ် တို့ပဲမလဲအဝေးပြေးကားလမ်းမပေါ်မှာရှိနေတာကြောင့်စီကားတင်းတဲ့လောက်တော့စီကားပါတယ်မြူရိုင်းရဲ့လမ်းမေးမှာဆိုင်နေပါတယ်ရှိပါတယ်ကုံစုံဆိုင်နေထမင်းဆိုင်နေခောက်ဆွဲကြော်ဆိုင်နေအရက်ပြူဆိုင်နေစသဖြင့်ပေါ့အဲဒီမြို့ကလေးတွေကအရင်ကတော့တူတလီနဲ့တူအေးချမ်းပါတယ်လူရမှုအစားခိုးဆိုးတိုက်ခိုက်မှုတွေမရှိတဲ့လောက်နဲပါပါတယ်တို့ပဲမလဲလက်တလောအခြေအနေမှာတော့တာဂရကပြဿနာဆလာခဲ့ပါတယ်စင်စစ်မှာတော့တာဂရကပြဿနာကိုဆခဲ့ခြင်းတော့မဟုတ်ပါဘူးပြဿနာကသာတာဂရကိုတွားခဲ့ခြင်းမှာပြဿနာရှင်ကတကူတော်အမှုရမ်းသမားတူဖြစ်ပါတယ်တာဂရမြို့လေးကစေကန်တခန့်ကိုအမှုရမ်းဝင်စီး ီးသွားတာပါတနေ့တာဆေးကုလို့ရတဲ့ငွေတွေနဲ့ဆရာဝန်အိမ်ကပါလာတဲ့ငွေတွေလက်ဝတ်လက်စားတွေဆေးပေးသူအမျိုးသမီးရဲ့ငွေနဲ့ပါနဲ့ဆွဲကြိုးတကုံးမှာပါသွားခဲ့ပါတယ်စုပေါင်းလိုက်ရင်တော့တန်ဖိုးတသောင်းကျော်သွားပါတယ်အမှုကျန်းသမားဝင်စီးသွားပုံကရင်ရင်လေးနဲ့လွယ်လွယ်လေးဖြစ်ပါတယ်ဆေးကန်ပိတ်ခတ်နေကြမှာလူနာရောင်ဆောင်ပြီးတော့ဝင်ရောက်လာခဲ့တာပါဆေးကန်ထဲကိုရောက်တာနဲ့ပဲတနက်ပြပြီးတော့လိုရာကိုစေခိုင်းมาတော့တယ်ဆေးကန်တကားတွေကိုပိတ်ခိုင်းနေပြီးတဲ့နောက်မှာတော့ဆေးကန်ရှိကမီးကိုပါပိတ်ခိုင်းလိုက်ပါတယ်ဆရာဝန်ကိုလည်းလက်ပြန်ကြိုးတုပ်လိုက်ပါတယ် အဲ့ဒီနောက်မှာတော့ဆေးပေးသူမျိုးသမီးကိုတော့အမှုကျန်းသမားကသူ့ကိုယ်တိုင်လက်ပြန်ညှို့တုတ်ပါတယ်အเจ้าလွန်နေတာကြောင့်မဲအာဇေးထဲထားသလိုမျိုးဖြစ်နေတယ်မလုံမဝတ်တဲ့ပါဇက်ကိုပလာစတာနဲ့တောင်ပိတ်လိုက်ပါသေးတယ်ပြီးတော့မှပဲငွေနဲ့လက်ဝတ်လက်စားတွေကိုရှာဖွေယူပြီးတော့ညင်ညင်တတလေးထွက်သွားတာပါအဲ့ဒီနောက်၃-၄ရက်လောက်ကြာမှာတော့တကူတော့အမှုကျန်းသမားဟာစွာမျိုးကခောက်ဆွဲဆိုင်တဆိုင်ကိုလည်းဝင်လူသွားပြန်ပါသေးတယ်ဆိုင်ပိတ်တဲ့ချိန်အလုသမားတွေပြန်ချိန်မှာအမှုကျန်းသမားရောက်လာခဲ့တာပါသူကဆိုင်ကိုတကားခောက်ပါတယ်ခောက်ဆွဲဝယ်မလို့ပါတဲ့ ။ဆိုင်ရှင်မျိုးသားကတော့ကြော်လော်စရာလည်းမရှိအလုတ်သမားလည်းမရှိလို့ဆိုပြီးတော့တံခါးကိုပြန်ပိတ်ဖို့လုပ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲအမှုကျန်းသမားကဆိုင်ထဲကိုဖြတ်ခနဲဝင်လိုက်ပြီးတော့တံခါးကိုကြောမီပိတ်ပြီးဆိုင်ရှင်တရုတ်မျိုးသားကိုတနက်နဲ့ထုတ်ချိန်ပါတယ်။ဆိုင်ရှင်တရုတ်မျိုးသားကြီးကဖြုံသွားခဲ့ပါတယ်။သူ့မှာလည်းအားကိုးစရာလည်းမရှိ။ဆယ်နှစ်သားအရွယ်ကလေးတစ်ယောက်သာရှိပါတယ်။ကလေးကလည်းမိန်းကလေးပါ။ကလေးကြောက်မှကလေးကိုထိပါမှာကိုလည်းစိုးရိမ်ပါတယ်။ အဲ့ဒီတော့သူ့မှာရွေးချယ်စရာမရှိပါဘူး။နေပါလိုချင်လို့လေ။လိုချင်တာရှိရင်ယူသွားလေ။ငါတို့သားဖောက်တော့ရံမရှာပါနဲ့။ဒုက္ခမပေးနဲ့နော်။စိုက်ရှင်မျိုးသားကြီးကအကြောက်ကြောက်လန့်လန့်နဲ့အဲ့ဒီလိုမျိုးပြောလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတကူတော်အမှုကျန်းသမားကအကြိုက်တွေ့သွားခဲ့ပါတယ်။ရှိသမျှငွေတွေနဲ့ယရနာပစ္စည်းတွေကိုတောင်းပါတယ်။ရှာဖွေရွေးလည်းယူပါတယ်။ ကျင်းနဲ့လောက်ကမှာဆိုင်ရှင်မျိုးသားကိုတနက်တင်နဲ့ကြွေးပြီးတော့ဆိုင်ထဲကနေအေးလူလူလေးလေးချုံပြီးထွက်သွားခဲ့ပါတယ်။အရင်နောက်မှာတော့ဒီအနုချမ်းစီးတဲ့ကောင်ကသတင်းကြည့်လာခဲ့ပါတယ်။ဆိုင်ရှင်ကနားရှင်တွေကလည်းစိုးရင်စရာဖြစ်လာခဲ့ရပါတယ်။ယခုပုံစံအတိုင်းဆိုရင်တော့တကူတော့အနုချမ်းသမားဟာမြို့ငယ်ကလေးတွေကိုဆက်လက်ပြီးတော့မှုေတော့မှာပါ။အဲဒီသတင်းကလည်းမြို့ငယ်ကလေးတွေအတွင်မှာတော်မီပမာပြန့်နှံ့သွားခဲ့ပါတယ်။မြန်းနုကလည်းတကူတော့အနုချမ်းသမားသတင်းကိုကြားပါတယ်။သူမကတော့ထမင်းဆိုင်ရှင်ဖြစ်ပါတယ်။မြို့လာမှနေပါတယ်။မြန်းနုတို့ထမင်းဆိုင်ကကားလမ်းပေါ်မှာတည်ရှိနေရပါ။နည်းနည်းတော့မြို့စွန်ကြပါတယ်။ဒီတော့လည်းစို ွေးရင်စရာတခုတော့ဖြစ်နေပါတယ်။တကူတော့အမှုကျန်းသမားဟာတာဂရမြို့နယ်စွာမြို့ကိုဝင်ရောက်ခဲ့ပြီဆိုတော့မကြာမီတနည်းနည်းမှာပဲတာဝတိမြို့ကိုလည်းရောက်သွားနိုင်ပါတယ်။ရေနီမြို့ကိုလည်းရောက်လာနိုင်ပါတယ်။မြို့လာကိုလည်းရောက်လာနိုင်ပါတယ်။ ဲ့လိုမျိုးတွေမြန်းနုကတွေးနေရပါဒီကနေ့ကျမှအဖေကလည်းမရှိပါဘူးမြန်းနုဖေကပြင်မနာမှာရှိတဲ့သူ့ရဲ့မှာအသေးအတန်ဖြစ်နေလို့တွားနေရပါနှစ်ရက်သုံးရက်လောက်တာနေမယ်လို့ပြောသွားခဲ့ပါတယ်တိုးပေမဲ့လည်းအချိန်နေရဆက်ကြခြင်းလည်းကြာနေဦးမှာပါဒီတော့လေမြန်းနုအတွက်ကစိုးရင်စရာပဲဖြစ်နေပါတယ်။အိမ်မှာကတားဖားနှစ်ယောက်သာရှိပါတယ်။ထမင်းဆိုင်ကိုအိမ်ရှိမှာအဆောင်ထုတ်ပြီးတော့ဖွင့်ထားခြင်းဖြစ်ပါတယ်။နေထမင်းဆိုင်လေးဆိုတော့လူပိုလူရှံလည်းများများဆဆတော့မထားတာပါဘူး။ ထမင်းချက်တော်ကြီးတယောက်နဲ့ဇပွဲတို့ခြားတဲ့လေးတယောက်သာရှိပါတယ်ထမင်းချက်တော်ကြီးကမနဲ့မှလာရောက်ချက်ပြုတ်ပေးပြီးတာနဲ့အိမ်ပြန်ပါတယ်ဇပွဲတို့ခြားတဲ့လေးကတော့အခုတလောဆိုင်ပိတ်တဲ့အချိန်ကြီးနေပေးပါတယ်အဖေမရှိတဲ့ရက်တွေမှာခြားတဲ့လေးကိုညဘက်ဆိုင်မှာပင်အိမ်ရန်ခေါ်ထားရပါတယ် ။ဒါပေမဲ့လည်းတကယ်အရေးဆိုရင်ဒီခြေထိပ်ကအားကိုးလောက်တာတော့မဟုတ်ပါဘူး။အသက်ကလေးကလည်း73နှစ်လောက်ပဲရှိပါသေးတယ်။လူကလေးကလည်းညက်လိုက်တာမှတိတ်တိတ်လေးပါ။ကြောက်ကလည်းကြောက်တတ်ပါပြီတဲ့။ဒါပေမဲ့လည်းယောက်ျားလေးတယောက်ရှိတယ်ဆိုတော့ညာရေးညတာတော့အဖော်အလော်တော့ရပါတယ်။ခါတိုင်းလိုအခြေအနေမျိုးဆိုရင်တော့မြန်နူတို့ကကြောက်တတ်တာတော့မဟုတ်ပါဘူး။ကိုမျိုးကိုရွာမှာပဲတယောက်တည်းလည်းနေဝတ်ပါတယ်။ယခုမှတော့တကူတော့အမှုချမ်းသမားဆိုတဲ့တဲ့င်းကကြီးနေတာမလို့မြန်နူလည်းကြောက်မိတာတော့အမှန်ပါပဲ။အဖေကလည်းမရှိတာကြောင့်အားလည်းငယ်မိပါတယ်။အရက်ထဲမှာရှိတဲ့အတိကျွမ်းတွေကိုအဖော်ခေါ်ထားလင်လည်းရပါတယ်။ဒီလိုခေါ်ထားဖို့ကြတော့လည်းရှက် က်နေမိပါတယ် ဒီကောင်မှကြောက်တက်လွန်းတယ်လို့ထင်ခံရမှာကိုစိုးရိမ်နေရပါအဲလိုနဲ့ပဲဇပွဲတို့ခြတဲ့ကလေးကိုသာညာရင်းညတာတို့အဖို့ခေါ်ထားလိုက်ပါတယ်ဒီကနေ့မှာတော့ခါတိုင်းထပ်ပင်ဆိုင်ကလူပားနေခဲ့ပါတယ်ရဝေးခီးတဲ့တွေကလည်းရောက်မလာကြပါဘူးမနှစ်ပိုင်းကလေးကတယောက်စနှစ်ယောက်စသာလူဝင်ထွက်ရှိပါတယ်ဈေးနည်းဆိုရင်တော့ဆိုင်မှာလူစီတက်ပါတယ်မြို့လာဈေးကလည်းတနေ့ကပင်ပြီးသွားခဲ့ပါပြီနေ့လယ်မွန်းလွဲတော့ပို့ပြီးတော့လူပားပါတယ်မနှက်စာစားချိန်လည်းလွန်ခဲ့ပါပြီခရီးတဲ့တွေကလည်းရောက်မလာမြန်နုဟာအိပ်ပင်ငိုက်ချင်လာခဲ့ပါတယ်အဲဒီချိန်မှာပဲဆိုင်ထဲကိုလူရွယ်တယောက်ဟာဝင်လာခဲ့ပါတယ်မြို့သားတယောက်ဖြစ်ပုံရပါတယ် လူပုံစံကတော့ဖြူဖြူချောချောပင်ပင်ပပတွေရလည်းဖြစ်ပါတယ်။မြားနုထက်တော့အသက်၄၅နှစ်လောက်တော့ကြီးပုံရပါတယ်။အသက်၃၀နီးပါးလောက်ပါ။ထမင်းရသေးတယ်မဟုတ်လား။ရပါတယ်ဦးလေးရဲ့။ ဇပွဲတို့တန်ချောင်းလေးကလူစိမ့်ဝင်ထိုင်လိုက်တဲ့ဇပွဲကိုတုတ်တင်ရှင်းလင်းနေပြောလိုက်ပါတယ်အရက်လေးပါလေးရောမရဘူးလားကွာရပါတယ်ဗျဒါပေမဲ့မရှိတော့ပါဘူးကုန်သွားပါပြီမြန်နုကဟင်းအိုးတွေတန်းစီနေတဲ့ကောင်တာကနေဝင်ပြောလိုက်ပါတယ်မြန်နုတို့ဆိုင်မှာကနယ်ထမင်းဆိုင်တွေထုံးစံတိုင်းအရက်လည်းရောင်းပါတယ်ဒါပေမဲ့လည်းအဖေမရှိတဲ့ရက်တွေမှာတော့မျက်နှာစိမ့်တွေကိုအရက်မရောင်းဘူးလို့စိတ်ကူးထားတာကြောင့်ဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်လို့ပါညီမလေးရဲ့အကူနည်းနည်းလေးပြင်ပန်းလာလို့ပါတောက်မှာလည်းနည်းနည်းပပပါပဲနှစ်ပတ်သုံးပတ်လောက်ဆိုတော့ပါပြီနေစမ်းမောင်ညီမလေးကအကူမသိဘူးလားဧည့်သည်လူစိမ့်ကမြန်နုကိုလက်ကြည့်ကမေးလိုက်ပါတယ် မြန်နူကလူစိမ်းမျက်နှာကိုအသေးချာကြည့်လိုက်ပါထိုသူကိုတွေ့ဘူးတယ်လို့လည်းမထင်ပါဘူး။ဘာတိုးဆိုတဲ့နာမည်ကိုမကြဘူးလား။ဟင်မြန်နူကလည်းအယိုးကန်တိုင်းခေါင်းခါပြီးတော့ဖြေလိုက်ပါတယ်။သေပါတော့ဟာငါညမလည်းဈေးတယ်ဖြစ်ပြီးတော့တဲရတာကိုအကူကရဲစကန်လူစိုးတိန်ဘာတိုးပါဟာ။ဒါတော့နင်မသိဘူးလား။ဒီတော့မှပဲမြန်နူကအာနာသွားပါတယ်။မသိလို့ပါအကူရဲ့စိတ်မရှိပါနဲ့နော်။ဟိုမြန်နူတို့ကလည်းစိုင်ထဲမှာသာအနေများရလေ။ဘယ်နေရာမှာမှတိတ်နန်းနန်းဆက်ဆက်မရှိဘူးလေ။အေးပါဟာအေးပါအေးပါ။အကူကလည်းဒီကိုရောက်လာမကြသေးဘူးလေ။ ကဲဘိုင်းနေရှိလဲကြက်သားရှိရင်တော့ကြက်သားနဲ့ပဲပြင်လိုက်ကွာနော်လူစိုးတိန်ဘာတိုးဆိုတဲ့သူကတရင်တနည်းအတွင်နဲ့ပြောလာခဲ့ပါတယ်အရက်လည်းရှိပါတယ်ကိုရဲ့အဖေကခီးထွက်သွားလို့မသိတဲ့လူဆိုရင်အရက်မရောက်တော့ဘူးလို့စိတ်ကူးထားလို့ပါအခုလည်းဘသူဘွားမှမသိတော့မရောက်တာပါရန်နဲ့ရွှေလိမ်မော်ရှိရဲ့ OP လည်းရှိရယ်အဲ့ဒါဆိုလို့ရှိရင်အခု run 3ဘတ်လောက်ရင်ပေးကွာနော်အဝိုင်းပုလေးနဲ့မြန်းနုထည့်ပေးလိုက်တဲ့ run 3ဘတ်ကိုတန်ချောင်းကလူစိုးတိန်ဘာတိုးဆိုသူရှိကိုခြပေးလိုက်ပါတယ်မြန်းနုကထမင်းပွဲကိုကိုယ်တိုင်ခူးခက်ပြင်ဆင်ပေးတဲ့ပြင်ကိုယ်တိုင်ခြပေးပါတယ်ရဘက်ကလူစိုးတိန်ဆိုသူသူမဆိုင်ကိုရောက်လာတာကြောင့်သူမကဝမ်းသာသွားပါတယ်ဒီလိုလူတွေကဆိုင်နေမှာဝင်ထွက်ရှိမယ်ဆိုလို့ရှိရင်လူစိုးတွေဘာတွေကရှောင်တက်တယ်ဆိုပြီးသူမတီထားတာကြောင့်လည်းဖြစ်ပါတယ်ဘာတိုးဆိုသူကရဲဘက်ကလို့ဆိုတာကြောင့်နည်းနည်းဆက်စုကျင်လာပါတယ်အကူကရဲဘက်ကနော်ဟုတ်ပါတယ်ဟာဘာဖြစ်လို့လဲ မေးစရာလေးရှိလို့ပါရဲဘက်ကဆိုရင်တာဂရနဲ့ဆွာမှာဝင်လူသွားတဲ့လူစိုးကြောင့်ကြားမှာပေါ့ဟေးသူ့ကိုကိုရိုးရှာနေရပဲအကိုရိုးမျိုးရောက်လာရင်တော့မိမှာပါအကိုရိုးအမြဲစောင့်ကြည့်နေရပဲလေမြမြဖန်းစမ်းမှာကိုရဲ့သူတို့မမိသေးသေးရမြနုတို့လည်းရင်တမမှဖြစ်နေရတယ်အိမ်မှာအဖေကလည်းမရှိတော့ညဘက်ဆိုရင်ဒုက္ခပဲမကြောက်ပါနဲ့ညီမရဲ့အကိုရိုးရှိပါတယ်ညဆိုလို့ရှိရင်အကိုရိုးလည်းအမြဲကင်းလဲနေရပဲလူစိုးတင်းဘာတို့ဆိုသူကအရက်အနေငယ်တောက်လိုက်ပြီးတော့ထမင်းကိုအိမ်ကြီးရဲ့အဆိုင်ပြောလိုက်ပါတယ်သူရဲ့စကားကြောင့်ပဲမြနုကဝမ်းသာသွားရပါတယ် အားလဲတက်သွားခဲ့ပါတယ်မြန်နူရကတော့အရေးပေါ်လာလို့ရှင်ဒီကအကိုတွေကိုပဲအားကိုရတော့မှာပဲရပါတယ်ညီမရဲ့ဘာမှကြောက်မနေနဲ့စိတ်အေးအေးသာနေညာဘက်ဆိုရင်လည်းအကိုတို့ဒီဘက်ကိုရောက်လာအောင်ပါဆိုင်မပိတ်သေးလို့ရှင်ဝင်ခဲ့တော့ကိုမြန်နူရှိမှာပါမြန်နူကလူစိုးတိန်ဘာတိုးဆိုသူကိုလိုက်လိုက်လဲလဲဖိတ်ခေါ်လိုက်မိပါတယ်အဲ့ဘာတိုးဆိုသူကလည်းစားတော့ပြီးတာကြောင့်အရက်ဘိုးနဲ့ထမင်းမှုကိုအတင်းရှင်းပေးနေသည့်တိုင်မြန်နူကညင်းပယ်ခဲ့ပါတယ်အကိုတို့လူလူတွေကိုညီမယူစရာလားကိုရဲစားသွားစမ်းပါနော် ဒီချိန်မှာပဲအပြုံးညင်းတော်စုံမိကြပါတယ်။မြနုရဲ့ယင်ထဲမှာလေနွေးကလေးကတိုးဖြတ်သွားခဲ့ပါတယ်။ညနေဆောင်ခီးတဲ့တုန်းကြာပြီးတဲ့နောက်မှာတော့မြနုတို့ဆိုင်ကလူရှင်းသွားပြန်ပါတယ်။မိုးချုပ်လာခဲ့ပါပြီ။စောင်းကာလာမလို့လမ်းမပေါ်မှာလူသွားလူလာတွေရှင်းနေခဲ့ပါတယ်။တခါတရံမှာဆိုင်ရှိကဖြတ်သွားတဲ့ကားတံကိုတော့ကြားနေရပါတယ်။ည၈နာရီထိုးတော့ကားတံမင်းကျဲသွားခဲ့ပါတယ်။ဒီရက်ကဒီလိုပါပဲ။ညဆိုရင်လူကြီးတိတ်တယ်။ ယခုလိုအေးချမ်းသောကာလမှာတော့ပို့ပြီးတော့စိုးပါတယ်အဲဒီချိန်မှာပဲခက်လန်းလန်းကကာတစီထိုးဆိုင်တဲ့တံကိုကြားလိုက်ရပါတယ်ခရီးသည်တွေငါပဲဖြစ်ပါလိမ့်မယ်ဆိုပြီးထင်မိလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲဝေါ်ကနေဆိုပြီးကားကပြန်ထွက်သွားခဲ့ပါတယ်စိုင်ထဲကိုလူတယောက်ဝင်လာခဲ့ပါတယ်အပြင်ဘက်ကလာတာကြောင့်တော်တော်လေးချမ်းလာပုံရပါတယ်လက်ဝါးနှစ်ဖက်ကိုပို့ပြီးတော့ခက်ကုတ်ကုတ်ဝင်လာခြင်းမှာသူရဲ့ပုံစံကလည်းတသားနာနာလည်းမရှိပါဘူးဘောင်းမီပေါ့ပွားနဲ့အတော်ဟောင်းနှွမ်းနေပြီဖြစ်တဲ့စစ်အောင်ဂျာကင်ကိုဝတ်ဆင်ထားပါတယ်ချက်တဲ့အရက်ဖြူဒီပိုင်းလောက်အရင်ပေးစမ်းကွာတန်ချောင်းကမြန်းနှုတ်ကိုလမ်းကြည့်လိုက်ပါတယ် ကြာလို့တော့မရအောင်နော်ကျမတို့ဆိုင်ကပိတ်တော်မှာရှင်အေးပါဟမြနုကအရက်ဖြူတစ်ပိုင်းထုတ်ပေးလိုက်ပါတယ် အဲဒီလူကလည်းမြတ်နုနီမှာရှောက်လာပြီးတော့ဟင်းတွေကိုကြည့်ပါတယ်အမဲကျော်နဲ့ငတလာဥကျော်ကိုကိုရံယူသွားခဲ့ပါတယ်ပြီးတော့မှပဲအရက်တစ်ပိုင်းကိုစေမီနှပြေတောက်နေပါတော့တယ်ထမင်းလည်းမမာပါဘူးဒီတော့မှမြတ်နုကစိတ်ပြက်ရပါတယ်တန်နရအတွေးတွေကလည်းအုံနောက်ကိုဖျက်တမ်းလာခဲ့ပါတယ်အခုမှပဲဆိုင်မှာတယောက်တည်းထိုင်နေတဲ့လူကိုအကဲခတ်ကြည့်မိပါတယ်သူ့ရဲ့ပုံစံကအေးအေးဆေးဆေးပင်ဖြစ်ပေမဲ့လည်းသူ့ရဲ့ရုပ်ရည်ကတော့ကျန်းတန်းလာပါတယ်အသားညွန့်ညွန့်မျက်နှာပေါက်ဆူဆူလေးရဖြစ်ပါတယ်နှထင်မှာလည်းလက်တန်းဖျားခန်းလောက်ရှိတဲ့ဒဏ်ရာကလည်းပါနေပါသေးတယ် ကိုလုံးကိုယ်တွေကလည်းထွက်သွားအသက်ကလည်း30ကျော်35နှစ်လောက်သာရှိမယ်လို့ထင်ရပေမဲ့ရုပ်ရည်ကတော့ရင့်ထော်နေပါတယ်ဒီလိုပုံစံမျိုးကအမှုကျန်းသမားတယောက်မဖြစ်နိုင်ဘူးလေလား ဖြစ်နိုင်ပါတယ်စောစောနာတော့သူ့ဒီပတ်ဝန်းကျင်ကအလုတ်ကျန်းသမားတယောက်ဖြစ်မယ်ထင်ပြီးတော့အရက်ရောင်းမိခြင်းဖြစ်ပါတယ်အစတော့မြန်နုကလူစိမ့်နေဆိုရင်အရက်မရောင်းတော့ဘူးဆိုပြီးစိတ်ကူးထားတာပါလူစိုးထိန်ဘာတိုးဆိုတဲ့သူကဘာမှမကြောက်ဖို့အတွက်အားပေးခဲ့တာကြောင့်အဲ့ဒီလူကိုအရက်ရောင်းမိခြင်းဖြစ်ပါတယ်ယခုမှတော့တန်တရာအတွေ့အထိနဲ့မြန်နုကနောင်တရလာခဲ့ပါပြီထိုသူရောက်လာတာကလည်းနိုင်ဝက်နိဗ္ဗခန့်ရှိနေခဲ့ပါပြီဒါပေမဲ့လည်းမှားထားတဲ့အရက်ကတဝက်ပင်မကျိုးသေးပါဘူးဘယ်ထိအောင်ဇိမ်ခံပြီးတောက်နေမယ်လဲမသိပါဘူး နောက်ထပ်ဝင်လာတဲ့သူကလည်းမရှိပါဘူးလူကြီးကလည်းတိတ်နေခဲ့ပါပြီထို့သူကအရက်ကိုဇိန်ခံတောင်းရင်းနဲ့အနုချမ်းစီရန်အချိန်ကာကိုစောင့်နေသည်လားတွေ့ရင်မြနုရင်မှာစိုးထိတ်လာခဲ့ပါတယ်တန်ချောင်းကြီးစိုင်ပိတ်လိုက်တော့ဟိနောမြနုကခက်ကြကြပြောလိုက်ပါတယ်တို့တိုင်အောင်တကူတဲ့အရက်ထိုင်တောင်းနေတဲ့လူကြီးကတွတ်တုတ်မှမလုပ်ပါဘူးတန်ချောင်းကစိုင်တကားများကိုလိုက်ပိတ်လိုက်ပါတယ်ဆိုင်ပိတ်တော့မရှင်မြနုကလည်းအရက်တောက်နေတဲ့လူကြီးနာကိုရှောက်သွားပြီးတော့ပြောလိုက်ပါတယ်အေးပါဟာအဲလူကြီးကလည်းလက်ပဲမကြည့်ဘဲနဲ့ပြန်ဖြေပါတယ် အရက်တစ်ခွက်ဖန်ခွက်ထဲကိုငှဲ့ထည့်လိုက်ပါတယ်။တစ်ခွက်လို့ဆိုပေမဲ့လည်းနည်းနည်းမျှသားပါ။အပိုင်းပလင်းထဲမှာအရက်ကတဝက်နီးပါးမျှကျန်နေပါသေးတယ်။ယခုပုံစံအတိုင်းဆိုရင်သူဟာအတက်နိုင်ဆုံးအချိန်ဖြုံးနေတာပါ။ပြီးလျင်တော့အဲ့လိုမျိုးမြားနုတွင်းနဲ့စိုးထိတ်လာရပါတယ်။တိမ့်ဆဲစရာရှိတာတွေကိုတိမ့်ဆဲရင်းနဲ့လူစိုးထိန်ဘာတိုးဆိုသူကိုမျောနေမိပါတယ်။ ။ဘာတိုးဆိုသူကလည်းပေါ်မလာခဲ့ပါဘူး။ကိုဘာတိုးကိုအားကိုးပြီးတော့ဆိုင်ုံစောစောမပိတ်မိတာမှားပြီထင်ပါတယ်။လူသွားကြီးထွက်သွားအောင်လည်းမြနုဘာလုပ်ရမှန်းမသိပါဘူး။သူ့ကိုငေါင်ငန်းပြီးတော့လည်းနှစ်မထုတ်ရဲပါဘူး။ဩတန်ကြောင့်ဧည့်သည်ပြန်သွားလို့ရှိရင်လည်းတကားတွေအကုန်မပိတ်နိုင်အောင်နော်။လူဆိုးတဲ့ကိုဘာတိုးကပြန်လာရင်ပြန်လာအောင်ပါ။မြနုကတန်ကြောင့်ကိုလမ်းပြောလိုက်ပါတယ်။အဲဒီခါမှာတော့လူဆိုးလို့ထင်ရတဲ့လူသွားကြီးကမြနုကိုတစ်ချက်လမ်းကြည့်လိုက်ပါတယ်။မျက်မှောင်တစ်ချက်မြကုတ်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲလူဆိုးတဲ့ဘာတိုးဆိုသူကဖွင့်ထားတဲ့တကားပေါက်ကနေဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။ ဟေးညီမလေးဆိုင်မပိတ်သေးဘူးလားဟာအကိုပါလားပိတ်တော့မလို့ကိုရဲ့အကိုဘာတို့တို့ကင်းလဲရင်လည်းဝင်လာမယ်ဆိုလို့ဖွင့်ထားလေဧည့်သည်ကလည်းရှိနေသေးလို့လူစိုးတိုင်းဘာတို့ဆိုသူကိုမြနုကတင်းရင်တနီစီးကြိုကပြောလိုက်ပါတယ်သူရောက်လာတဲ့အတွက်မြနုအားလဲတက်သွားခဲ့ပါတယ်လူစိုးတိုင်းဘာတို့ဆိုသူကဧည့်သည်ဆိုသူလူကြီးကိုတစ်ချက်လမ်းကြည့်လိုက်ပါတယ်အဲဒီလူကြီးကလည်းလူစိုးတိုင်းဘာတို့ဆိုသူကိုဖြတ်ကနေလမ်းကြည့်လိုက်ပြီးတော့ထိုင်ရမှထားလိုက်ပါတယ်ပတ်ဆက်လာယူဟဲ့ဘယ်လောက်ကြလဲ တန်ချောင်းကလူဇိုနဲ့တူတဲ့အဲ့လူထွားကြီးတန်ကိုရှောက်သွားပြီးတော့ကြတဲ့ငွေကိုရှင်းယူလိုက်ပါတယ်။အဲ့လူကြီးကလည်းစိုင်ထဲကနေခတ်တော့တော့ထွက်သွားပါတော့တယ်။ အမလေးအကိုရဲ့မြနှုတ်ဖြင့်ကြောက်လိုက်တာခုနလူကြီးကလေအမှုကျန်းသမားကြီးထင်တဲ့အကိုရဲ့ဆိုင်ထဲရောက်နေရကြပြီဆိုင်ပိတ်မယ်ပြောရလဲမထအောင်အကိုရောက်လာမှပဲ तू ကထသွားတာမဟုတ်လို့ရှိရင် तू ကလူမလို့လားမသိပါဘူးမြနှုတ်ကယင်လေးဖိကလူစိုးတိန်ဘာတိုးဆိုသူကိုရှင်းရှင်းဆဆကြည့်ပြီးတော့ပြောလိုက်ပါတယ်လူစိုးတိန်ဘာတိုးဆိုသူကလည်းတစ်ချက်ပြုံးလိုက်ပါတယ်အခုကြောက်စရာမလိုတော့ပါဘူးကွာအကိုရောက်လာပြီပဲခုနလူကြီးကိုအကိုလိုက်ဖမ်းပါလားကိုရဲ့အဲ့လူကြီးကဟိုအမှုကျန်းသမားကြီးပဲဖြစ်မယ်မျက်နှာကလည်းခက်တင်းနဲ့မှုန့်တုံတုံနဲ့အဲ့လူဖမ်းလို့ဘယ်ရမလဲညီမရဲ့ လူဆိုးဆိုတာတစိမ့်တတ်ထားမှာမဟုတ်တာသူမှုကျွလွန်တာကိုမြင်တွေ့မှာဖမ်းလို့ရလေအခုလို့ဆို तू ကတခြားဆိုင်တွေမှာဝင်လို့နေမလားမသိဘူးနော်ဒါတော့ဘယ်ပြောတတ်မလဲကွယ်ညမဆိုင်တော့ तू ပြန်လာမှာမဟုတ်တော့ပါဘူးอืมဒါပေမဲ့စကားကိုဖြတ်ထားပြီးတော့လူဆိုးထိန်ဘာတို့ဆိုသူကအပေါက်ဝစီကိုလမ်းလျှောက်သွားခဲ့ပါတယ်အပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်ပါတယ်ပြီးတော့ဆိုင်တကားတွေကိုခက်အေးပင်ပိတ်လိုက်ပါတယ်မြန်နုစိတ်ထဲမှာဇနိုးစနောင်းဖြစ်သွားပါတယ်တစုံတရာလဲစိုးရင်စိတ်ဝင်လာခဲ့ပါတယ်ဒါဒါပေမဲ့ဘာဖြစ်လဲ तू ပြန်သွားပြီမယ်ငါရောက်နေပြီလေ ငါလူစိုးတိန်ဘာတို့ဆိုသူရဲ့လေတံကချက်ချင်းပြောင်းသွားပြီးတော့စကားတံကလည်းရုတ်တရက်ရပ်သွားခဲ့ပါတယ်ဘလူဘလူကလည်းသူ့လက်ထဲကိုတနက်ကြီးရောက်လာတယ်ပဲမသိလိုက်ပါဘူးမြနုမျက်လုံးလေးအဝိုင်းသားနဲ့အကြောင်သားဖြစ်သွားရပါတယ်အကူအကူ ငါနင့်ကိုနောက်ပြောင်နေရမှာမဟုတ်ဘူး။អော်လို့ရှိရင်တော့ទេវីតាမှတ်เนาะ။ဟုတ်កောမင်းလာခဲ့ចាំយော။အခြေအနေကိုနားလဲသွားတဲ့តန်ចောင်းဟာလည်းအចောက်លွန်ပြီးတော့ဒူးနှလုံးရိုက်ရင်ねလူဆိုးထိန်បាទូဆိုသူနားကိုយောက်လာခဲ့ပါတယ်။តန်ចောင်းသူ့ရဲ့နားကိုយောက်လာတာ ਨੇ လူဆိုးထိန်បាទូဆိုသူကតန်ចောင်းရဲ့ဇပင်ကိုសောင့်ဆွဲပြီးတော့နှစ်ဖူးနဲ့ဒူးနဲ့ပြစ်တိုက်ပလိုက်ပါတယ်။តန်ចောင်းဟာနေရာမှာပဲအယုတ်ကျိုးပြက်လဲကျသွားခဲ့ပါတယ်။မြတ်နုလည်းကြောချမှဓမြမန်းသိရပါပြီ။တကူလုံးနှစ်ဖူးတလူမျိုးတုံလာရပါတယ်။ အော်လဲမော်ရဲ့အော်ဘူလဲသတိရမရကြောက်စိတ်ကသာသူမကိုလွမ်းမိုးနေခဲ့ပါတယ်နင်သိထားတဲ့တကူတော်အမှုချမ်းသမားဆိုတာငါပဲနင်းရဲ့လက်စွပ်တွေချွတ်ဆန်ဟဲကောင်မဟုတ်ဟုတ်ကဲ့ပါရှင်မြန်းနုကလက်စွပ်ကိုကြပြားကြရချွတ်ပေးလိုက်ပါတယ်သူမကိုမှလည်းရွှေဆိုရေးလက်စွပ်တကွင်းသာရှိပါတယ်ကဲသွားစမ်းအိမ်ထဲမှာရှိတာအကုန်ယူလာခဲ့အမှုချမ်းသမားကသူမကိုစောင့်တွန်းလိုက်ပြီးတော့ပြောလိုက်ပါတယ်မြန်းနုကလည်းကောင်တာရှိရာကိုရောက်သွားပြီးတော့တနေ့တိုင်းရောင်းရသမျှငွေ300ကျော်ခန့်ကိုထုတ်ပေးလိုက်ပါတယ်တို့တိုင်အောင်အမှုချမ်းသမားကအားမရနိုင်သေးပါဘူး မြန်းနုရဲ့လက်ကိုခက်ချမ်းချမ်းဆွဲလိမ်လိုက်ပြီးတော့အိမ်မော်တက်ခိုင်းပါတယ်။ဗီယိုတွေကိုမှွေနောက်ခိုင်းပါတယ်။ဗီယိုထဲမှာအဝတ်စားအသုံးဆောင်ကလွှဲပြီးတော့တန်မိုးကြီးကြီးနဲ့လွယ်လွယ်ကူကူယူနိုင်တဲ့ပစ္စည်းတွေလည်းမတွေ့ပါဘူး။အိမ်ခန်းထဲကိုရောက်တဲ့အခါမှာတော့တန်တစ်တာကြီးကိုတွေ့သွားခဲ့ပါတယ်။ငါ့ကိုတော့ပေးစမ်း။ ်မရှိပါဘူးရှင်အဖေစီကိုပါသွားပါတယ်ငါ့ကိုမလိန်နဲ့နော်ငါပေးဆိုရင်ပေးဟိုတကယ်တကယ်ပါရှင်အဖေယူသွားလို့ပါအာစောက်ကောင်မမြန်းနုစကားမဆုံးမိမှာပဲအမှုချမ်းသမားကမြန်းနုရဲ့မျက်နှာကိုဖြတ်ရိုက်ပလိုက်ပါတယ်အဲဒီချိန်မှာတော့မြန်းနုကလည်းမညာဝွင့်တော့ပါဘူးတစ်တာတော့ထုတ်ပေးလိုက်ပါတယ်တစ်တာထဲမှာတော့လက်ဝတ်လက်စားတွေနဲ့စုဆောင်းထားတဲ့ငွေတော်တော်များများရှိနေပါတယ်အမှုချမ်းသမားကလည်းတစ်တာကိုဖွင့်ခိုင်းလိုက်ပြီးတော့ရွှေတယ်နဲ့ငွေများကိုဘောင်းမီအိမ်များနဲ့ဂျာကင်အိမ်များတွေကိုထည့်ရင်းနဲ့ ဲ့ဒီလိုလိမ်မာမှာပေါ့မင်းရဲ့သဘောကောင်းတဲ့လောက်ယုတ်လေးရလဲလာရင်နော် အစကတော့ငါပစ္စည်းပဲယူမလို့ပါဒါပေမဲ့မင်းရဲ့တိတ်လာနေရောဟမ် အနုဂျန်သမားကတနက်ကိုခါးကြမှာထိုးလိုက်ပြီးတော့မြနုရဲ့တကူလုံးကိုတင်းကျုံပြီးတော့ဖတ်လိုက်ပါတယ်မြနုကလည်းကြောက်ကြောက်လန့်လန့်နဲ့အွန်လိုင်းမဲ့ဆဲဆဲမှာပဲလက်ကျန်းကြီးတစ်ဖက်ကဗဇက်ကိုလာရောက်ပြီးတော့ပိတ်လိုက်ပါတယ်အရင်ချိန်မှာပဲဝုံးဆိုတဲ့အတန်ကြောင့်အနုဂျန်သမားဟာတနက်ကိုထုတ်လိုက်ပြီးတော့နောက်ကိုလဲကြည့်လိုက်ပါတယ်ဒိုးပေမဲ့လည်းနောက်ကျသွားခဲ့ပါပြီခွက်ဆိုတဲ့အတန်နဲ့အတူအဖြစ်ပြက်တရားမြန်ဆန်လွန်းလာပါတယ်အနုဂျန်သမားဟာခေါင်းကိုအုပ်ကနေရာမှာပဲပုံလဲကျသွားခဲ့ပါတယ်သူ့ရဲ့ရှေ့မှာတော့စောစောနားမြနုလူဆိုးလို့ထင်ခဲ့တဲ့လူကြီးကိုမတ်တပ်ရက်နေရာတွေ့လိုက်ရပါတယ် မြန်နုကမယုံနိုင်အောင်ဖြစ်သွားရပါတယ်မျက်လုံးလေးကလေးကလေးနဲ့ယုံတငယ်လေးပမာအကြောက်ပူနေရှာတဲ့မြန်နုကိုမေမျောနေတဲ့တကူတော်လူချမ်းသမားကိုလက်ထိတ်ခတ်ရင်လူစိုးထိန်ဘတ်တို့ကပြုံးလိုက်ပါတယ်ကမိန်ကလေးဘာမှမကြောက်နဲ့တော့တကယ်တော့စစွန်းနာမင်းပြောခဲ့တဲ့စကန်းလူစိုးထိန်အကိုဘတ်တို့လာချင်းလာမယ်ဆိုတဲ့စကားမင်းကိုပြန်ကယ်လိုက်တာပဲအဲ့ဒီကလေးကဒီကောင်မင်းကိုလိန်ထားတယ်ဆိုတာငါရိပ်မိလိုက်တယ်လူစိုးထိန်ဘတ်တို့အစ်စ်ကငါပါဟာရုပ်ရည်ကိုကြည့်ပြီးတော့မင်းကလူကဲခတ်မှားသွားတယ်တူတယ်ဟမ် လူစိုးဒိန်ပါတို့ကပြောပြီးတော့ရည်လိုက်ပါတယ်မြန်းနုကလူစိုးဒိန်ပါတို့မျက်နှာကိုရွှွှွှွှွှဆဆကြီးကြည့်ပြီးတော့ပြုံးပြလိုက်ပါတယ်အကြောက်ပြေပြုံးလေးလားအရှက်ပြေပြုံးလေးလားတော့မသိပါဘူးဇလန်လေးကတော့ဒီမှာတွေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကပေးခြင်းတဲ့ message လေးကတော့လူယုံမှာဆိုတာနှစ်ဖူးမှာဂျိုးမပါဘူးဆိုတာပါပဲအဲဒီတော့အဆအဆရရသတိရှိကြပါစေလို့ပြောရင်းနဲ့ဇလန်လေးကိုနှီးကုန်းချုပ်လိုက်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်